အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့ကြာစာပရိနေတရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဇလန်းလေးကိုနားထောင်ရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစာအဆုံးပေးချလေးကြည့်သွားပေးပါခင်ဗျာမြင်တွေ့ရတယ်ဆိုရင်လေโอเคလေးတွေစာလေးတွေရေးသွားပေးပါဦးခင်ဗျာ တခါတော့က ARD မြကန်းတစ်ပေကရွာငယ်လေးတရွာမှာမောင်လှလို့ခေါ်တဲ့လူငယ်လေးတယောက်ရှိပါတယ်။မောင်လှဟာမိဘမဲ့တကောင်ကျွဲ့ဖြစ်ပေမဲ့သူ့မှာတော့အဖိုးတန်ဆုံးယတနာတစ်ခု ပိုင်ဆိုင်ထားပါတယ်။အဲဒါကတော့သူ့ရဲ့ရူတာဖြောင်းမဲ့ခြင်းပဲဖြစ်ပါတယ်။ရွာထဲမှာမောင်လှကိုလူတိုင်းကတော့ချစ်ခင်ကြပါတယ်။သူဟာအလုံးမရွေးပဲနဲ့ထင်းခွေ ရေခတ်လေထုံး ဘာမစိုးခိုင်းသမျှကိုတက်နိုင်သလောက်ကူညီလောက်ကင်ပေးပြီးတော့ရလာတဲ့လောအားကလေးနဲ့ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေရသူပါဒီနေ့မှာတော့ရွှေပြည်သားရွာလေးစီကိုမြို့ကြီးကနေတထေကြီးတူဦးတဘာလာဝယ်ဖို့အတွက်ရောက်လာခဲ့ပါတယ်တထေကြီးဥပါရှင်ဟာရွာလေးကတရက်တခုမှခိတ္တအနာယူရင်းနဲ့ပဲသူနဲ့ပါလာတဲ့ငွေကိုမေ့ကြံခဲ့ပါတယ် မောင်လှတယောက်ဇယနာကချက်သွားရင်းနဲ့ပဲတရက်တိုင်ချေရင်မှာဂတိပါအိတ်အနီရောက်လေးတစ်ခုကိုတွေ့သွားပါတယ်။အိတ်ကဖောင်းအိတ်နေပြီးတော့အတော်လေးလံပုံရပါတယ်။သူကတော့တောက်ယူပြီးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့မောင်လှရဲ့ရှင်ထဲမှာဒိန်ကနေဖြစ်သွားပါတယ်။အိတ်ထဲမှာတော့ရွှေတင်းကားတွေအများကြီးဖြစ်နေပြီးတော့ဒီရွှေတွေကိုသာသူပိုင်ဆိုင်ခွင့်ရခဲ့ရင်သူ့ရဲ့ရိုရွင်းနေတဲ့တဲအိမ်လေးကိုပြန်ပြင်နိုင်မယ်။ နောက်ပြီးတော့အထွေပေါင်းများစွာသူ့ရဲ့ကောင်းတဲ့ကိုဝင်လာခဲ့ပေမဲ့ခဏပါပဲမဟုတ်ဘူးဒါငါပစံမဟုတ်ဘူးပိုင်ရှင်ရှိရမယ်ပိုင်ရှင်ခမားဘလောက်တောင်စိတ်ဆင်းရဲနေလိုက်မလဲမောင်လှဟာအချားပါကူမှ မစင်းစားတော့ဘဲနဲ့အဲ့ကိုရင်ပတ်သေးကိုပိုက်ပြီးတော့ပိုင်ရှင်ကိုလိုက်ရှာပါတော့တယ်ရွာထဲကလူတချို့ကတော့မောင်လှရဲ့မင်းကံကောင်းလို့တွေ့တာယူထလိုက်ပေါ်လို့ပြောကြပါတယ် မောင်လာကတော့ခေါင်းခါရင်းနဲ့ပဲမဟုတ်ဘူးဦးလေးတို့ရဲ့ပစ္စည်းဆိုတာပိုင်ရှင်လက်ထဲပြန်ရောက်မှတန်ဖိုးရှိတာပါလို့ပြန်ပြောပြီးတော့ပဲကျွာတကြီးရဲ့အိမ်ကိုအလင်းစလိုထွက်ခွာသွားပါတော့တယ်ဒီတရင်ကိုကြာကြာချင်းမှာပဲကျွာတကြီးအိမ်စီကိုတထေကြီးဥပရှင်လဲမျက်နှာငယ်လေးနဲ့ရောက်ရှိနေနေပါပြီတကြီးမင်းရဲ့ကျုပ်တော့သွားပါပြီဗျာတဘာဝယ်ဖို့ယူလာတဲ့ရွှေတွေအလုံးသွားပြီး ဇယက်မှာကြံခဲ့တာသိချာတယ်ဆိုပြီးတော့ညှိတွားနေတော့မှာပဲတထဲကြီးခမညာဒီအိတ်ဟုတ်ပါသလားမောင်လှရဲ့အတန်နဲ့အတူဂဒီပါအိတ်ညီလေးကိုမြင်လိုက်ရတဲ့အခါမှာတော့ဥပါရှင်တယောက်ဝမ်းသာလုံးလို့မျက်ရည်တွေတောင်ဝဲလာပါတော့တယ်ဟုတ်ပါတယ်ကွယ်ဒါကျုပ်ရဲ့ရွှေအိတ်ပါပဲဥပါရှင်ဟာအိတ်ကိုဖွင့်ပြီးတော့ရွှေတင်းကားတွေကို ရေထွက်ကြည့်လိုက်ပါတယ်အထဲမှာတော့တပြားတစ်ချက်မှလျှော့မနေခဲ့ပါဘူး သူဟာမောင်လားရဲ့ပကုံးကိုတင်းတင်းစုပ်ကန်ရင်းနေပဲ။မောင်ရင်မောင်ရင်ရဲ့နာမည်ဘယ်လိုခေါ်လဲ။မောင်ရင်သာမတွေ့ရင်တော့ငါမှာအကြီးကျယ်ဒုက္ခရောက်ရတော့မှာ။မင်းလိုချင်တာကိုသာ ပြောပါ။ငါမင်းကိုစုချီးမြှင့်မယ်။မောင်လားကတော့ယဉ်ကျေးစွာနဲ့ပဲလက်အုပ်ကိုချီပြီးတော့ရှားပါတဲ့တတိကြီး။ကျွန်တော်ကကျွန်တော်လှုပ်တင်တာကိုလှုပ်ထားပါ။ပန်းရှင်လက်ထဲကိုပြန်အဲရလို့ကျွန်တော်ဝမ်းသာပါတယ်။ အဆုံးမှမလိုချင်ပါဘူးဥပါရှင်ဟာမောင်လာရဲ့ရိုသားမှုနဲ့ဖြောင်းမတ်မှုကိုတွေ့တော့အန်အော်ဒါထက်ပိုပြီးတော့လေးစားသွားပါတယ်လူစင်းရဲပေမဲ့ဂုံတိတ်ကမစင်းရဲတဲ့ဒီလူငယ်လေးကို သူကတော့သဘောချသွားပါတယ်ကောင်းပြီမောင်လာမင်းကစုမလိုချင်ဘူးဆိုတော့ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်ငါဒီရွှေပြည်သားရွာလေးမှာစပားကြီးကြီးတစ်ခုစောက်ပြီးတော့အကြီးအကျယ်စီးပွားလုပ်မလို့စိတ်ကူးထားတယ် အဲ့ဒီစပယ်ကြီးကိုဥစည်းဖို့အတွက်ဝရေးကြီးရေးစိတ်ချရတဲ့သူရောတာဖြောင်းမှတ်တဲ့သူလိုတယ်။အဲ့တော့ငါရဲ့စပယ်ကြီးမှာမန်နေဂျာအဖြစ်တာဝန်ယူနိုင်မလား။မောင်လာတယောက်မမျော်လင့်ထားတဲ့ကံလန်မှုကြောင့်ကြောင်ငေးသွားပါတယ်။ဥပါရှင်ကတော့ပြောင်းပြီးတော့ဆက်ပြီးတော့ပြောလိုက်ပါတယ်။ငွေကိုမမောတဲ့သူကိုငွေပေတော့မှမအပ်ရဘူး။မေလိုငွေကိုမမဲဖို့ပဲရောတာမှုကိုတန်ဖိုးထားတဲ့သူကိုမှ ငါရဲ့စီပါရေးကိုယုံယုံကြည်ကြည်အနံ့နိုင်မှာအဲ့ဒီနေ့ကစပြီးတော့မောင်လာဟာတထည်ကြီးဥပရှင်ရဲ့သပဲ့ကြီးမှာအလုံးမန်နေဂျာဖြစ်လာခဲ့ပါတယ်။သူဟာသူ့ရဲ့ရိုးသားမှုစ조사မှုတွေနဲ့အတူသပဲ့ကြီးကိုနိုင်နိုင်နေနေအုပ်ချုပ်နိုင်ခဲ့ပြီးတော့ဂျွာတဲ့ကတခြားလူတွေကိုပါအလုံးအကင်တွေခန့်အပ်ပေးနိုင်ခဲ့ပါတယ်။သူ့ရဲ့ဘဝဟာတန်းတောင်းတတဖြစ်လာရုံတည်းမကပဲတခြားလူတွေကိုပါအကျိုးပြုနိုင်တဲ့လူတွေရောက်ဖြစ်လာခဲ့ပါတော့တယ်။ ီပုံမြင်လေးကပေးချင်တဲ့သင်ငန်းစာကတော့ဂျိုတာမူဟာဘယ်တော့မှမတိမ်ခေါ်သွားတဲ့တံပိုးကြီးတဲ့အမွေအနှစ်တစ်ခုဖြစ်တယ်ဆိုတာပါပဲ။လောကမှာမထင်မှန်ဖဲရလာတဲ့လက်လာပါတွေအခွင့်အရေးတွေဟာခဏတာပျော်ရွှင်မှုကိုပေးနိုင်ပေမဲ့ဂျိုတာဖြောင်းမဲ့ခြင်းကနေရရှိလာတဲ့ယုံကြည်မှုလေးစားမှုနဲ့တည်ငြိမ်တဲ့အောင်မြင်မှုကတော့တဘောအလုံးစာအတွက်အဖော်မွန်ကောင်းဖြစ်နေမှာပါ။ယောသားမှုဆိုတဲ့မျိုးစိတ်လေးကို ိုးရဲ့နှလုံးသားထဲမှာစိုက်ပျိုးထားသမျှကာလပတ်လုံးတနေ့နေ့တစ်ချိန်ချိန်မှာအောင်မြင်ရင်းဆိုတဲ့အသေးပွင့်ကောင်းတွေကိုမလွဲမသွေခံစားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဒီဇလန်လေးကတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ